ဆိုတော့လူလေးဆောင်ရင်လည်းနည်းနည်းလေးစပိတာပေါ့စပိတော့နည်းနည်းလေးဆွေးနွေးကြတာလေးပေါ့လေဆွေးနွေးကြတာလေးရှိတယ်ဒီအပိုင်းလေးမှာအဲကိုနဲ့ဆိုင်သလားဆိုတော့တော့ personal လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့တော့မဆိုင်ဘူးဒါပေမဲ့တစ်ဖက်က professional career လေးတွေဖြစ်တယ်ဆိုတော့ကျမကလည်းဆွေးနွေးကြတယ်ပေါ့နော် ဆွေးနွေးကြတယ်ကျွန်မရဲ့အမြင်လေးကိုကျွန်မဆွေးနွေးကြတယ်ပေါ့ဆိုတော့ LGBT အတိုင်းဝိုင်းလေးမှာအခုတော်တော်လေးပြဿနာလေးဖြစ်နေကြတယ်နည်းနည်းလေးညစ်တိတိလေးတွေချိတ်တိတ်တိတ်လေးတွေဖြစ်နေကြတာအားလုံးသိမယ်နဲ့တွေ့ရနော်ဆိုတော့တစ်ဖက်ကတစ်ယောက်ကအာဒီ make up artist တစ်ယောက်ကအဲပြောလိုက်တယ်အဲတစ်ဖက်ကနှစ်ယောက်ကပြန်ပြီးတော့မှသူတို့ရဲ့ response ပြန်ပြီးတော့မှပြောကြတယ်ပေါ့မနေ့က TV မှာထိအောင်ကျွန်မကြည့်လိုက်ရတယ်နော် TV မှာထိအောင်လာတဲ့ချိန်မှာအာနည်းနည်းလေးစောင်းတယ်လို့လို့ချိတ်တယ်လို့လို့လေးနဲ့ TV မှာပြောတာလေးအထိကိုကျွန်မမနေ့ကတွေ့လိုက်ရတယ်ဒါကြောင့်မလို့ကျွန်မပြောကြတာလေးဆွေးနွေးကြ င်တာလေးပေါ့လေဆိုတော့အဲရုပ်ရှင်နေပေါ့ရုပ်ရှင်နေရိုက်ကြတယ်ပေါ့နော်ရုပ်ရှင်နေရိုက်ကြနေဆိုတော့ရုပ်ရှင်နေထဲမှာအဲကျွန်တော်တို့တွေကအအကောင့်ထဲပေါ်ကြတယ်ပေါ့ပုံဇက်ရုပ်တွေကိုအကောင့်ထဲပေါ်တဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်မှာရန်ရိုးဆွဲတယ်အဲ့ဒါတခုကနော်ဆိုတော့ဘာဖြစ်သလဲဆိုရင်နှာဘူးဘီလိန်သူများအမင်းသားနဲ့မင်းသမီးနဲ့ကြိုက်နေတာကိုအိမ်ကသဘောတူထားတယ်ဆိုပြီးတော့မှဝင်လာတဲ့ကောင်တီတင်မောတာဘီလိန် เนาะအဲ့လူဒီတင်မော်တာနိုင်ငံညာပြန်လာတယ်အဲဒီလိုမျိုးလုပ်တယ် professional career တခုကိုအရန်ထိခိုက်စေတယ်ဘာဖြစ်လို့တခါမဟုတ်ဘူးအမြင်နဲ့အမြင်နဲ့အမြင်နဲ့ဘီလိန်တိုင်းဟာတင်မော်တာဖြစ်နေတယ်เนาะဘီလိန်တိုင်းဟာတင်မော်တာဖြစ်နေတယ်ဆိုတော့ဒါဒီတစ်ဖက် professional career ကို ထိခိုက်စေတယ်ပေါ့เนาะအေးနောက်တခါဟာတခါလေးမထော်မနှမ်းနေနဲ့လင်းနေလူကြမယ်ရန်နေဖြစ်ကြမယ်ဟာတခါလေးဟိုလေးအော်မရှက်မကြောက်တင်နေလုံမယ်ဟာပြောကြမယ်ဆိုတဲ့ဇက်ရုပ်တွေဆိုရင်အချမိမ့်မချ နော်တခါလဲမိန်းမလိုဝတ်စားပြင်ဆင်ပြီးတော့မှဟာတခါလဲကိုအတင်းမင်းသားကိုအတင်းအဲမင်းသမီးနဲ့ပြိုင်ပြီးတော့မှနောက်ပိုးလုပ်ပြီးလူကြမယ်ဆိုအချဒီလိုမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတွေဟာအဲ့တော့အာကျမကတစ်ဖက်ကိုအရင်ပြောမယ်တစ်ဖက်ကကြတော့ဘာပြောလဲဆိုတဲ့ခါကြတော့ तू ပြောတဲ့အပြောလေးอ่ะဒီလိုမျိုးအာလှုပ်ချင်းအပြင် နကတင်မောသားတွေကိုဘီလိန်လို့မြင်တယ်လို့မျိုးပဲဒီ LGBT တွေအချောက်တွေဆိုတာဟာဒီလိုမျိုးပေါ်ပေါ်ပဲပဲနှစ်ပေးတပြားဖြစ်သွားစေတယ်လို့မြင်သွားစေတယ်ဒါကြောင့်မလို့ဒီလိုမျိုးလေးတွေတော့မလုပ်စေချင်ဘူးလို့ဒီလိုလေးပြောတယ်ကျွန်မခံစားလို့ရတယ် right man နဲ့ မှန်တယ်။ तू ကနေနေလေး तू အသွေးခေါ်လေးအရင်အဆင်မြင်သွားတယ်နော်။ तू ပြောတာလေးကလေမှန်တယ်။အဲ तू ပြောတဲ့ဟာဒါပေမဲ့သူ့ကိုလည်းဆဲကြတယ်ပေါ့နော်။အာဘာညာနဲ့ဆဲကြတယ်ဆိုတော့ဆိုတော့အဲကျွန်မတော့ तू မှန်တယ်လို့ပြောပြရစီနော်။ तू မှန်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအမြဲတမ်းကြီးဖြစ်နေတယ်။ဟာအမြဲတမ်းကြီးမထော်မနှမ်းနေလို့တယ်။ဟာအမြဲတမ်းကြီးအိုးစားတွေအပေါင်းစားတွေလို့တယ်ဆိုအချောက်တွေ အချောက်တွေနော်အချောက်တွေဒီ LGBT တွေဒီလိုအချောက်တွေအဲ့တော့အချောက်တွေဒီလို LGBT ဆိုအထင်သေးစရာအနေနဲ့အပြင်လောကကြီးမှာဒီလိုမျိုးလေးတွေဖြစ်စေတယ်ဖြစ်မှာဆိုတယ်ဆိုတော့စိတ်နဲ့သူကဒီလိုမျိုးလေးတွေတော့စင်ရင်တဲ့နေလို့သူကဒီလိုလေးပြောတယ်ပေါ့သူပြောတဲ့နေရာလွဲကျင်လွဲသွားလိုက်မယ်ဆိုရှယ်မီဒီယာကနေတက်ပြောလို့မလို့အဲဖြစ်သွားတယ်ဆိုပေမဲ့ဒီလိုဆိုရှယ်မီဒီယာကနေပြောမှဒါလင်အများကိုသိနိုင်မယ် for example ပေးရတာပေါ့ကျွန်မအမြင်နဲ့ပြောတယ်လို့ပေါ့တယောက်ကိုတော့ထိခိုက်နေတာသွားမယ် အများကောင်းကျိုးဖြစ်စေတယ်ဆိုပြောမယ်ဆိုတဲ့ပုံစံနှုံးအတိုင်းပဲသူအမုန်းခံပြီးပြောသွားတယ်လို့မြင်တယ်အဲ့တော့တစ်ဖက်ကတုံ့ပြန်တယ် ွေးချက်ပိုင်ခွင့်မရှိဘူးရိုက်ချင်တယ်ရိုက်ရမယ်အာစာဝင်နေရေးအတွက်လည်းတကြောင်ဝါသနာရတကြောင်ရိုက်ရမယ်ဆိုပြီးတော့မှဒီလိုလေးဆိုရင်အင်တာဗျူးလေးတခုကျွန်မကြည့်လိုက်ရတယ်တခါမနည်းရလဲကျွန်မကြည့်လိုက်ရတဲ့ခါကျတော့သူတို့ကအဲဘာပြောလဲဆိုတော့မနာလို့လို့ပြောတယ်မရှုစိမ့်လို့ပြောတယ်အိတာမစ္စရိယလေးကြောင့်မလို့ပြောတယ်ပေါ့အဲဒီလိုမျိုးပေါ့အဲတစ်ဖက်ဒီလိုပြီးပြောတယ်ဆိုပြီးနောက်တစ်ယောက်ကလည်းမနည်းရ TV မှာပါတယ် TV မှာသူတို့ဘာခဏမှလည်းမသိပါဘူးကျွန်မလည်းအိမ်မှာ TV ခဏလေးဖွင့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတယ်เนาะနောက်တစ်ယောက်ကလည်းဒီလိုလေးပြောတယ်အဲဆိုတော့သူတို့ကတော့ ော့တဖက်လူဟာမနာလိုလို့ပြောတယ်ဆိုတော့ခေါင်းစဉ်အောက်ကိုဆွဲသွင်းလိုက်တယ်เนาะမနာလိုလို့ပြောတယ်ဆိုတော့ခေါင်းစဉ်အောက်ကိုဆွဲသွင်းလိုက်တယ်ဆိုကျွန်တော်တို့မြန်မာပြည်မှာအဲ့ဒါခတ်တာ ဲ့တော့မနာလုံလို့ပြောတယ်ဆိုရဲခေါင်းစဉ်အောက်ကိုဆွဲမသွင်းလိုက်မချင်းတို့နှစ်ယောက်မှန်တယ်တို့အနေနဲ့တို့ site ဘက်ကလည်းတို့မှန်တယ်ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့စားဝတ်နေရေးအတွက်ရွေးချယ်ပိုင်ခွင့်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ရိုက်ရမှာဘင်းဆိုတဲ့အများလဲရိုက်နေတာပဲရိုက်ရမှာဘင်းဆိုတဲ့ဟာမျိုး ਨੇ အဲပြောတာဖြစ်တဲ့အတွက်ကြောင့်လို့မှန်တယ်ဒါပေမဲ့မနာလုံလို့ပြောတယ်ဆိုတဲ့ဟာမှာကြတော့ဒါတစ်ဖက်ကိုပြန်ပြီးတိုက်ခိုက်တာဖြစ်သွားတယ်လို့ကျွန်မကဒီလိုလေးမြင်တယ်နောက်တစ်ခုပေါ့မနေ့ကကြည့်လိုက်ရတဲ့ TV အစီအစဉ်မှာပဲပါတယ်မင်းသမီးကတဲ့အဲရုပ်ရှင်ထဲမှာတဲ့အဲ ဲပြည့်တစားလုံးလို့တဲ့အပြင်မှာပြည့်တစားမှမဟုတ်တာတဲ့ဒါကိုလူတွေကနားလေတယ်တဲ့အဲ့ဒါကိုလူတွေကနားလေတယ် right man နေဒါပေမဲ့အဲ့ဒီဇယုတ်တီဟာအပြင်မှာ influence ဖြစ်တယ်ရုပ်ရှင်သဘင်ဂီတအနုပညာတွေရဲ့ဟာဒီတိုင်းပြည်မှာ soft power သူဒီအပြင်ကိုအပြင်လောကကြီးကို influence ဖြစ်တယ်ကျမတို့ယောက်ျားတွေစိတ်လေးတောက်တက်ခဲ့တာဒီကြော်သူဆိုးသူခက်ကကြော်သူဆိုးသူဒိုးကလေးလာပါလားမသိဘူးအဲ့ဒီကရှိတယ် ်ဆိုသူကဆေးဆွဲတာလားမသိဘူးเนาะဆိုတော့အဲ့ကားထဲမှာဆိုတကားလုံးစစ်လိုက်တော့တယ်လीเนาะဟာအရန်စတိုင်မိုက်တယ်ကျော်သူနဲ့ဆိုသူနဲ့တငယ်ချင်းလားမသိဘူးကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ရတဲ့ကเนาะဒိုးကလေးလားပါလားပါလဲမသိဘူးဇကားနာမည်တော့ကျွန်တော်မှတ်မှတ်မိတော့အဲ့ဒီမှာဆိုသူဟာစစ်လိုက်တော့တာဖြစ်တဲ့တော့ဆိုသူဟာမင်းသားစတိုင်ရမ်းကြတယ်ဆိုသူစစ်လိုက်တော့တာဆိုပြီးလူငယ်တော်တော်များများစစ်လိုက်တော့တတ်ခဲ့ကြတယ်เนาะဆိုတော့ဒွေးကေအကုန်လုံးဒွေးကေလိုက်ညက်တယ်စိုးမြတ်နန္ဒာကေစိုးမြတ်နန္ဒာကေဆိုပြီးဖြစ်လာတယ်အဲ့ဓာတွေဟာရုပ်ရှင်ရဲ့ influence ဖြစ်တာ ဒီရုပ်ရှင်ဂီတအမှုပညာတွေရဲ့ influence ဖြစ်တာ။ Now rapper တွေ rapper တွေ rapper တွေဆိုပုံဖော်တဲ့ရုပ်ရှင်တွေထဲမှာ rapper ဆိုငပေါ်အဲ့လိုတော့မဟုတ်ဘူး။ဒါ top professional career တွေကိုထိခိုက်စေတာတွေမြန်မာပြည်ရဲ့ရုပ်ရှင်တွေဟာပြောပြတာเนาะ။ဆိုတော့ရုပ်ရှင်ကားတွေထဲမှာအများစုကြည့်ကြည့်လိုက်ဟာရွာတွေထဲမှာ rapper ဖြစ်နေဆို rapper you ဆိုအယူငပေါ်အဲ့ဒီပုံစံမျိုးပုံဖော်ကြတယ်။နော်ဆိုတော့အဲ့တော့ကျမတို့မြန်မာရုပ်ရှင်လောကလေဒီထက်ပိုပြီးတော့မှအဆင့်မြင့်တင်တယ်ပညာပေးတဲ့ ဟာတွေမျိုးပို့ပြီးတော့မှဖြစ်တဲ့နဲ professional career တွေခုနပြောတယ်လို့ပေါ့ကျမကတော့အခုယောက်ျားအသင်းမောသားလုံးမှာဆိုတော့ကျမကတော့ဒီဟာဆိုကျမလည်းကျမကျမနေပေကနေကျမလည်းနာတဲ့နေရာနေပြောရမှာပေါ့နော်ဆိုတဲ့ခါကျတော့အခုနှာဘူးမရင်းအောင်သူများဟိုအာဟိုနိုင်ငံညာကနေပြန်လာပြီးတော့မှမင်းသမီးကိုလိုက်ပြီးတော့မှဖွန်ချောင်တဲ့ကောင်ဆိုအမြဲတမ်းတင်မောသားကြီးပဲအပြင်တင်မောသားတွေအဲ့လိုဟုတ်လို့လားမဟုတ်ပါဘူးเนาะအဲ့တော့မသိရင်တင်မောသားတွေကပဲနှာဘူးတွေเนาะတင်မောသားတွေဟာ အာလူချင်းဝိကိုဖောက်ပြက်နေတဲ့သူတွေနော်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ရပါတွေဆိုငါပေါ်တယ်ဟာတခါလဲအချောက်တွေဆိုရင်ငါတခါလဲကိုဗယံပတာတွေဒီလိုပုံစံမျိုးတွေဖြစ်တယ်နော်ဆိုတော့ယွာသားတွေဆိုလို့ရှိလို့ရှိရင်လဲပစိုးတွေကို ground ကြောက် ground ချိုက်ပြီးတော့မှထမ်းရီတော့ထဲမှာဟာတခါလဲကိုလေထမ်းတော့ထဲမှာထမ်းရီတွေမူးယူပြီးတော့မှဖုံတော့တဲတော့ထဲမှာနပန်းလုံးမယ်ဆိုတဲ့ဇက်ရုပ်တည်ကြီးပဲအများအားဖြင့်မြင်ရတယ်ဒါတွေကပုံကြနေတဲ့ခောက်ရိုးကျိုးနေတယ်အဲ့တော့ခုနကပြောတဲ့ ဒါကကျမတို့မှန်နေမှားတယ်ဆိုတာထက်အဒီရုပ်ရှင်အမှုပညာဟာရိုက်တာပဲသူများရိုက်လို့ရိုက်နေတာပဲအဲ့တော့မင်းသမီးကရုပ်ရှင်ထဲမှာပြည့်တစားမလို့အပြင်မှာပြည့်တစားမှမဟုတ်တာလူလျာကြည့်တတ်နေပြီဆိုပေမဲ့ influence ဖြစ်တယ် ရုပ်ရှင်ကြည့်တဲ့လူဒန်းစားဟာအချိန်ပိုတယ်အချိန်ပုံးတယ်ရုပ်ရှင်ကြည့်တဲ့လူဒန်းစားအများစုဒီအလင်းလက်တန်းစားနဲ့အချိန်ခံလူဒန်းစားအများစုပဲရုပ်ရှင်ကြည့်တယ်အထက်တန်းစားတွေပတ်စံရမ်းချမ်းသာတဲ့သူတွေကရုပ်ရှင်ရုံထဲမှာလည်းရုပ်ရှင်ဘယ်သူမှမကြည့်ဘူးအာအာရရလဲဗမာကားတွေကိုအချိန်ကုန်ခံပြီးတော့မှမကြည့်ကြဘူးအဲ့တော့ဓာရီဟာပညာစင်ချင်းတွေးခေါ်နိုင်စွမ်းနေတဲ့ပညာနေတဲ့လူဒန်းစားစီကိုအဓိကပြတ်မှတ်သွားတယ်အဲ့တော့အဲ့ဓာရီရဲ့ဟာတွေဒီအကုန်လုံး influence ဖြစ်တယ် ဒါကြောင့်မလို့အမှုပညာကျမတို့ကိုရီးယားကနေပြီးတော့မှကိုရီးယားယဉ်ကျေးမှုဟာကဘာတစ်ခုလုံးကိုစီစဉ်ပြီးတော့မှကျမတို့ဒီမှာကိုရီးယားလိုမျိုးကျမတို့တစ်ခါတည်းကိုအာတောက်ကြတယ်စားကြတယ်ဆိုဂျူတောက်တယ်အကင်စားတယ်အာကိုရီးယားကင်ချီတွေကျမတို့ပဲခောက်ဆွဲတွေဘယ်ကနေလာတာလဲဒီအမှုပညာဒီရုပ်ရှင်ကားတွေတွေကနေပြီးတော့ပဲလာတာအဲ့တော့ကျမတို့မြန်မာရုပ်ရှင်ဆိုတာလင်းအဲအမှုပညာဆိုတာလေနံပါတ်1အသိပညာ ဗဟုသုတတွေကိုဖြန့်ဝေဖို့လိုအပ်တယ်။နံပါတ်၄တကယ့်ကိုနိုင်ငံရဲ့ယဉ်ကျေးမှုအဆင့်အတန်းတွေကိုပြဖို့လိုအပ်တယ်။အခုတော့ရိုက်တယ်ဘာတွေကိုရိုက်လဲဟိုနိုင်ငံသားကားတွေအတူခိုးနိုင်ငံသားကားတွေကို copy ယူ inspire တွေယူပြီးတော့မှအခုဆိုရင်ယောက်ျားတစ်ယောက်ကိုအိမ်အောင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုမိန်းမတွေကဝိုင်းလူတဲ့ကားတွေအိမ်အောင်ရှိတဲ့ယောက်ျားဟာအိမ်အောင်မကွေးသေးဘဲနဲ့ကျန်တဲ့မိန်းမနဲ့တွားပေါင်းနေတာတွေ ဒါမျိုးတွေကိုတွင်တွင်ကြဲကြဲနဲ့ရုပ်ရှင်တွေမှာတွေ့လာရတယ်။အဲ့ဒါနေဟာပြင်ပလောကကို influence ဖြစ်ပါတယ်။နော်ဆိုတော့ဒါလေးကို ပြောချင်တာကျွန်မကလေနော်အမှုပညာဟာပရိသတ်ဒူဒူကို influence ဖြစ်တယ်ဆိုတာကိုပြောချင်တာဒါကြောင့်မလို့တယုတ်ဆောင်တိုင်းတယုတ်ဆောင်တိုင်းဟာမိမိရဲ့တယုတ်ဆောင်ချက်တွေကိုတတိနဲ့အတိနဲ့ခုနလိုပြည်သူကို toxic မဖြစ်စေတဲ့ဟာမျိုးလေးတွေတယုတ်ဆောင်နေဆိုရင်ပိုကောင်းတယ် ကျမရဲ့ personal အနေနဲ့ဘယ်သူဘက်ကိုလိုက်မလဲဆိုရင်အမှန်မှန်တော့ကျမအခုလိုက်မယ်ဆိုတဲ့သူဘက်ကိုကျမသူ့ကိုမကြိုက်ဘူးကျမသူ့ရဲ့ပရိသတ်မဟုတ်ကျမသူ့ရဲ့ fan မဟုတ်ဘူးဒါပေမဲ့ तू ဆိုလိုတာဒီကိုကျမသဘောပေါက်တယ်အထင်သူတို့ဒီအဝင်းအဝိုင်းလေးတစ်ခုကိုအထင်မသေးစေချင်တဲ့အချောက်တင်ဟာဒီလိုပဲပေါ်ပေါ်ပဲပဲအချောက်တင်ဟာခိုင်းသမျှလုပ်တယ်အချောက်တင်ဟာဒီလိုပဲဆိုရင်ဟာမျိုး image ကိုမဖြစ်စေချင်တဲ့စေတနာနဲ့ तू ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမသူ့ကိုလက်ခံတယ် တဖက်က2ယောက်ပြောတာကောဆိုရင်တဖက်က2ယောက်ပြောတာလဲမှားတယ်လို့မဆိုလို့နိုင်ပေမဲ့မှန်တော့မမှန်သွားဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာသင်ငန်းစာဘာကိုယူရမလဲဆိုတော့ကျွန်တော်တို့အခု social influencer ပေါ့ကျွန်တော်တို့တွေကျွန်တော်တို့ကပြောတဲ့စကားတွေကျွန်တော်တို့ကိုချစ်တဲ့သူတွေကနားထောင်တယ်အဲ့ဒါ influence ပဲရုပ်ရှင်မင်းသားမင်းသမီးဆိုပို့ဆိုးတာပေါ့ပရိတ်သတ်ကအရင်ချစ်တယ်လေ နော်ပိဋကအရန်ချစ်တဲ့ခါကြတော့ရုပ်ရှင်မင်းသားမင်းသမီးဆိုအရန်ချစ်တော့ရုပ်ရှင်မင်းသမီးဝတ်တဲ့အဝတ်အစားမင်းသမီးစီးတဲ့ဖနက်မင်းသမီးစီးတဲ့ခေါင်းစည်းကြိုးအာမင်းသမီးအာဝတ်တဲ့ခေါင်းဝင်လေးအာနော်ဆိုပြီးတော့မှလေလိုက်သုံးကြတယ်ဟာမင်းသားဝတ်တဲ့အဝတ်နော်ဆိုတော့ကျွန်မပြောပါဟောလားစိုးသူကြော်သူခင်မှာအမယောက်ျားလေးတော်တော်များများစစ်လိတ်တောက်တက်ခဲ့တယ် စတိုင်ကြတာဟုတ်မင်းသားစတိုင်ကြတော့ဟာစကားလေးစကားလေးပြောရင်းနဲ့ secret လေးဖွာတာစတိုင်ကြတဲ့ခါကျတော့လူငယ်လေးတော်တော်များများစိတ်လိပ်တောက်တက်ခဲ့တယ်ကျွန်တော်တို့ယောက်ျားလေးဆိုဒါဆိုသူကြောသူခင်မှာသူတို့စိတ်လိပ်တောက်တာကြည့်ပြီးစိတ်လိပ်တောက်တက်ခဲ့ကြတာအဲ့တော့အမှုပညာဟာပြည်သူလူထုကို influence ဖြစ်ပါတယ်เนาะဒါကြောင့်မလို့အမှုပညာရှင်တွေအနေနဲ့လဲ toxic ဖြစ်စေတဲ့ဟာမျိုးတွေဆိုရှောင်ကျင်တဲ့ ਨੇ toxic ဖြစ်စေတဲ့ခုနကတီထွင်မှုတွေဖန်တီးမှုတွေကို ရှောင်ကျင်တဲ့ကြိုက်တာတွင်ယူပါနော်တဲ့ကျွန်မကိုပဲယူဖို့ရှိတယ်ကျွန်မဘာပစ္စည်းမှမရောင်းသေးဘူးနော်ကြိုက်တာတွင်ယူပါနော်ဆိုကျွန်မကိုယူသွားဖို့ပဲရှိတယ်သိလားနော်အဲ့တော့ပြောနေတာတခြားရေးနေတာတခြားဆိုရင်အရန်စိတ်တီဆိုးတာပဲသိလားနော်ပြောနေတဲ့စကားလုံးကြီးရဲ့တံပိုးကိုတံပိုးမထားဘဲနဲ့အဲ့လေဟိုမဲရလို့မှုလေးနဲ့ပဲရင်းနေကျွန်မသိစိတ်ဆိုးတာပဲသိလားကျွန်မပြောနေတဲ့စကားလုံးကြီးအရန်တံပိုးယော့တာပဲကြိုက်တာတွင်ယူအောင်ကျွန်မဈေးမှမရောင်းသေးတာဒါကြောင့်မလို့ကျွန်မတို့ဘာမဟုတ်တဲ့ ကျွန်တော်တို့လိုအနေထားမျိုးကတောင်မှဘင်းနော်ဘာမှမဟုတ်ဘူးဒါဟိုကျွန်တော်တို့အဆင့်ဆိုရင်လေကျွန်တော်တို့အဆင့်ဆိုရင်ဘာမှမဟုတ်တဲ့အဆင့်ဒါတောင်မှဘင်းကျွန်တော်တို့ဟာပြည်သူကို toxic ဖြစ်စေတဲ့စကားလုံးဆိုရှောင်ကျင်ရတယ်။ဘာဖြစ်လို့ကိုယ့်ကိုချစ်လို့နားထောင်နေတဲ့သူတွေကိုအသိပညာတွေဘ ഹു တုတ္တတွေအသိဉာဏ်တွေကိုတီးတဲ့လောက်တွေပဲဖြန့်ဝေခြင်းနဲ့မျှဝေခြင်းနဲ့နော်ခုနကပြောသလိုအတူယူမလွဲစေခြင်းမို့ ကိုကိုချစ်တဲ့သူတွေကိုအတူယူမလွဲစေချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့အာ influence ဖြစ်တာ influence ဖြစ်တာ။အဲ့တော့အမှုပညာရှင်တွေအနေနဲ့ကပို့ပြီးတော့မှသတိထားတဲ့ ਨੇ အမှုပညာဖန်တီးမှုတွေကျမတို့အခုဆိုလို့ရှိရင်လင်လူမညာလူတာလေးအိမ်တော်ကြီးဖောက်ပြန်တာရင်းအယမ်းများတယ်။ ်နော်အရန်များတယ်ဆိုတဲ့ခါကျတော့မင်းသားမင်းသမီးချောချောလေးတွေနဲ့အိမ်တော်ကြီးကိုလှလှပပကြီးကောင်းကောင်းကြီးဖောက်ပြန်နေတဲ့ကားတွေကိုမြင်ရတာဒီကျမတို့အခုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းအဲ့လိုဖောက်ပြန်မှုလေးတွေကိုခက်စိတ်စိတ်ကလေးမြင်လာရတယ်ဒါဒီ normal ပဲဒါဒီအများဒီလိုပဲဖြစ်နေတာပဲဟာဒါဟာ easy ပါဆိုတဲ့ culture ကိုဖြစ်စေတယ် ဟုတ်ရင်တော့ဆိုတာအိမ်တော်ကြီးဖောက်ပြန်တာတွေဆိုကြောက်စရာကောင်းနေသူများပစ္စည်းခိုးတာတွေဆိုကြောက်စရာကောင်းနေဆိုတဲ့ဟာမျိုးတွေအဲ့တော့ဒီခေတ်ဒီကာလကတော့အရန်ပွင့်လင်းမြင်တာတယ်ဆိုတာပွင့်လင်းမြင်တာတယ်ဆိုတာထက်လဲကျမတို့ကရိုးရာယဉ်ကျေးမှုဆိုတာရှိသေးတယ်ဒလိထုံနှန်းစင်လာတွေဆိုတာရှိသေးတယ်ဘာသာရေးရဲ့အဆုံးအမတွေဆိုတာတွေရှိသေးတယ် နော်အဲ့တော့အခုဆိုရုပ်ရှင်တိုင်းဟာအိမ်တော်ကြီးဖောက်ပြန်တဲ့ကားရင်းကြီးပဲသူသူလင်ကိုကိုလူဟာကိုမယားကိုသူလူနော်တခါတည်းကိုဟာလင်ယောက်ျားတယောက်ကိုမိန်းမတွေအများကြီးရဝိုင်းလူအိမ်တော်ရှိတဲ့ယောက်ျားတွေကဖောက်ပြန်ဒီလိုကားရင်းကြီးပဲများတယ်အဲ့တော့အပြင်မှာလဲအဲ့ဒီလိုဇက်ရုပ်တွေကိုကြည်ထားတာဖြစ်တဲ့အတွက်ကြောင့်အပြင်မှာလဲဒါနေဟာ ဖြစ်ရောဖြစ်စဉ်ဆိုတဲ့ဟာမျိုးတွေစီကိုသွားစီနေเนาะဒါကြောင့်မလို့အရန်အမှုပညာဟာ influence ဖြစ်ပါတယ်ဒါကြောင့်မလို့ Korea wave ဆိုပြီးတော့မှတခါတည်းကို Korea line ကတခါတည်း Korea အမှုပညာတွေကဘာကိုပောက်သွားတဲ့အချိန်မှာ Korea ရဲ့အကုန်လုံးရိုးရာရင်ကျင်းမှုတွေကအကုန်လုံးကဘာရဲ့ရက်ကို influence ဖြစ်သွားတာ Korea kimchi Korea ပဲခောက်ဆွဲ soju ဟုတ်လား အဲ့တော့အမှုပညာရှင်တွေအနေနဲ့လဲပတ်စံရတာတစ်ခုတည်းမဟုတ်ဘဲねပြည်သူကို toxic ဖြစ်စေတဲ့ဟာမျိုးလေးတွေဆိုရင်တော့ရှောင်ကျင်စေခြင်း ਨੇ အသိပညာဗဟုသုတရစေတာမျိုးလေးတွေเนาะဒီလိုမျိုးလေးတွေကိုဖန်တီးကြစေခြင်း ਨੇ အခုအချိန်မှာတိုင်းပြည်ကအဖက်ဖက်ကနေပြီးတော့မှချွတ်ချုံကြပြီးစိတ်ချက်စီကံပညာအညာရာကိုအောက်ကိုရောက်နေတဲ့အချိန်မှာတစ်ဖက်တစ်လမ်းကအမှုပညာအားဖြင့် ြန်ပြီးတော့မှစိတ်သက်တီကိုမြင့်တင်ပြီးတော့စိတ်သက်တီကိုကောင်းမွန်အောင်ဒီလိုမျိုးလုတ်ပေးတဲ့အမှုပညာဖန်တီးမှုတွေပို့ပြီးတော့မှဟိုလူငယ်တွေအနေနဲ့လည်းကြည့်လို့ကောင်းပြီးတော့မှအသိပညာဘဟုတုတမျိုးလေးတွေရသွားစေတာအတုယူသွားစေချင်တာအတုခိုးသွားစေချင်တာအခုကသားဆိုရင်တတိသားဆိုစိုးမယ်မိမပစံကိုထိုင်ဖြုံးတီးမယ်ဟာစေးချမယ်ဟာမိန်းမရှုံမယ်အဲဒီလိုဇက်ရုပ်တွေတတိသားဆိုရင် ဟာဘလို့ကြိုးစားပြီးဘလို့အောက်တက်ကြည်ပြီးတော့မှဘလို့ဘဝအောင်ဘလို့ဖြစ်ပြီးဘယ်လိုမျိုးလေးအဲဆိုတော့ယင်ကြီးတယ်ဟာအမိဘအောင်အမေကိုခံပြောမယ်အဖေကိုခံပြောမယ်နော်အိမ်ဘဝကနေဆင်းသွားမယ်အဲဒီလိုဇက်ယုံမျိုးတွေနော်ဆင်းတော့လူငယ်တွေဟာလေအဲ့ဒါတွေကို influence ဖြစ်ပါတယ် နော်အဲ့ဒါတွေရဲ့လွှမ်းမိုးမှုတွေကလူငယ်တွေစီကိုရောက်ပါတယ်နော်ဒါကြောင့်မလို့လင်အမှုပညာဟာအရန်ကြောက်စရာကောင်းတဲ့လက်နက်တစ်ခုပါကဘာမှာနော်အမှုပညာဟာတကယ်ကိုတိုင်းပြည်ကိုတောင်ဖြည့်ဆည်းပလိုက်လို့ရတယ်အမှုပညာကြီးနဲ့နော်အရန်ကိုအရန်ကို soft power ဖြစ်ပါတယ်နော်ဒါကြောင့်အမှုပညာရှင်တွေအနေနဲ့ကလင်း အသိပညာဘဝတုဒ္ဒတွေအများကြီးပေးစီတဲ့ဟာမျိုးတွေမဟုတ်ဘူးဆိုရင်တော့မှအစိတ်တောက်ဖြစ်စီတဲ့ဟာမျိုးတွေဆိုရင်တော့ရှောင်ကျင်စေတဲ့ကျွန်မခုနပြောသလိုပေါ့အသင်မောသားတိုင်းဟာနှာဘူးရုပ်ရှင်နေတယ်မှာ professional career ကိုထိခိုက်တယ်လေဟုတ်လားအပြင်က professional career ကိုထိခိုက်တယ်ဟို director ကလာလဲမင်းသမီးကိုကြံမဲ့အကောင်ဒီနှာဘူးနော်မင်းသမီးကိုတခါလေးကိုဟို ဇက်ပိုထောက်ရတဲ့ဟာဒီသူ့ရဲ့ job ဒီဘာလဲသူ့ရဲ့ object opportunity ဒီဘာလဲတင်မောသားတင်မောသားတွေဒီနှာဘူးအဲ့တော့လူတွေအမြင်မှာတင်မောသားဒီနှာဘူးဖြစ်သွားပြီအချောက်တီဆိုရင်ဗယံမတာတွေအကုန်လုံးတန်ဖိုးမဲ့ဟာ rapper တွေဆိုငပေါ်အယူရွာသားတွေဆိုရင်ပစိုးတိုတိုဝိတခါတည်းကိုဟိုထန့်ရီတဲမှာထန်းတဲမှာထန့်ရီတောက်ပြီးတော့မှ movie ရန်ဖြစ်နှပန်းလုံး ပုံချနေပြီတကယ်အပြင်လောကကြီးမှာအတိုင်းနေဟုတ်လို့လားမဟုတ်ပါဘူးเนาะမဟုတ်ပါဘူးเนาะဟုတ်တယ်မလားဒါကြောင့်မလို့အမှုပညာကျွန်တော်တို့မြန်မာပြည်ကမြန်မာပေါ်ကားလို့ပြောတာလေနေတော်နေသေးတယ်နေတော်နေသေးတယ်เนาะဒါကြောင့်မလို့လေအမှုပညာဟာ influence ဖြစ်ပါတယ်ဆိုတာလေးကိုကျွန်မသိစေချင်တယ်လူငယ်တွေစူးစမ်းခြင်းစိတ်တွေဖြစ်အောင် လူငယ်တွေစိတ်သက်တည်ကောင်းအောင်လူငယ်တွေတက်ကြွအောင်လူငယ်တွေအလုပ်ကြိုးစားအောင်တယောက်နဲ့တယောက်နဲ့တင်းမောက်ကေကောင်းအောင်စမ်ပတီအမ်ပတီတွေဖြစ်အောင်ဒီလိုဇယုံမျိုးတွေကိုဖန်တီးစမ်းမှာအခုတော့မဟုတ်ဘူးလူငယ်တွေကကြလေပြီသူ့မညာကိုလူမယ်သူ့စော်ကိုကြိုက်မယ်စေးချမယ်စေးဆွဲမယ်နော်အဲ့လိုအဲ့လိုအဲ့တော့ကျမက ါလေးကိုဒီနေ့အဲ့ဒီဖြစ်နေတဲ့ဖြစ်စဉ်ဖြစ်ရက်ကလေးပေါ်မှာမူတည်ပြီးတော့မှကျွန်မဒါလေးကိုဆွေးနွေးကြည့်တာเนาะအဲ့တော့အမှုပညာရှင်တွေလည်းပတ်ဆိုင်ရတာတခုတည်းနဲ့မဟုတ်ဘဲနဲ့တိုင်းပြည်ကိုနည်းနည်းကြည့်ဖို့ပေါ့เนาะ Okay ခုနကဗားတဲ့ comment လေးတခုတွေးလိုက်တယ် စီးပွားရေးငွေပွားနည်းဘ ഹു တုတလေးတွေပြောပြပါအန်ဒီသိရတဲ့နီးရှင်ပေးအောင်ငွေပွားနည်းနော်နီးရှင်ပေးအောင်ပင်မလိုက်တာတနေ့တနေ့ဒီမှာဈေးရောင်းရတာစီးပွားရေးငွေပွားနည်းရနော်ညောဟုတ်တယ်ဆိုတော့လေ LGBT community ကြီးတခုလုံးကပဲလင်းမြေအငမ်းမြပုံစံတွေကြီးရိုက်တာအဲ့လိုကြီးဖြစ်သွားတာအဲ့လိုကြီးဖြစ်နေတာမျိုးကိုစေတနာနဲ့ပြောတာပါ နော်ဟိုတယောက်ကလည်းဒီလိုမျိုးလေးမဖြစ်စေချင်ဘူးအပြင်မှာဒီလိုမျိုးလေးမဖြစ်စေချင်ဘူးဆိုတော့စေတနာနဲ့ပြောတာပါ LGBT တိုင်းကအဲ့လိုမျိုးမဟုတ်ဘူးလေအပြင်မှာဟုတ်တယ်လားပြင်မှာအဲ့လိုမဟုတ်ဘူးလေသူကသူသူဟာနဲ့သူစင်တန်းရှိရဲ့ LGBT တွေအများကြီးရှိရယ်လေဟုတ်တယ်လားသူအဲ့လိုမျိုးလေးပြောတာပါဒါပေမဲ့လည်းကျွန်တော်တို့ထုံးစံအတိုင်းကျွန်တော်တို့မြန်မာပြည်ကဘာလဲဆိုတော့မနာလိုလို့ပြောတာမနာလိုလို့ပြောတာအဲ့ခေါင်းစဉ်ဟုတ်ကောအတင်းဆွဲတန်းလား မနာလိုလို့ပြောတာဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲသွင်းတာနော်အဲ့တော့လေအာတော်ယုံတန်ယုံကလေလူတွေကပါဇက်ပေါက်ပိတ်သွားတာမပြောကြတော့ဘူးပေါ့နော်အဲ့လိုဖြစ်တာမနာလိုလို့ပြောတာအဲ့ဒီခေါင်းစဉ်ကြီးလည်းဆွဲသွင်းတာနော်怎么？我啥？不要表明。 မြန်မာပြည်မှာလည်းအောင်မြင်ခြင်းရမထော်မနှမ်းနေလို့လားအထူးသဖြင့်တစ်တော့မှာပို့ပြီးသိတာရနော်မထော်မနှမ်းနေလို့လားကျမတို့လိုပညာပေးစကားတွေပြောတယ်ဆိုတဲ့သူတွေရတဲ့ reaction ထက် react ထက်ပောက်ပန်းလေးစေမထော်မနှမ်းနိုးသီးတွေခါပြမယ် မထော်မနှမ်းအမူအရာတွေလုပ်မယ်မဟုတ်တရုပ်တွေကိုလုပ်မယ်အဲ့လိုစီမံရတဲ့ reaction တွေက react တွေကပိုများတယ်သိလားဆရာလူတွေကကောင်းတာထက်မကောင်းတာမှာပိုပြီးတော့မှမွေ့လျော်တဲ့သဘောရှိတယ်အဲ့တော့အောင်မြင်ခြင်းနဲ့ဆိုရင်စောက်ဘောစောက်လို့တွေသာလုပ်လိုက်အဲ့လိုပဲပြောတော့ဆောက်ဘောဆောက်တော့လုံလို့ရှိရင်အဲ့ဒါအောင်မြင်ပြီ။အောင်မြင်ပြီ။ရိုးရိုးတမယိုးကြလူလိုသူလိုကောင်းကောင်းမွန်မွန်နဲ့ဆိုရင်လူမသိဘူး။အဲ့တော့ဘာဖြစ်လဲဆိုတော့လူငယ်တွေကအလွယ်လိုက်လာတာလေ။ နော်မထော်တော်တွေပြောရောမထော်တော်တွေလုပ်ရောအမလီငါပိဆိုင်မူးလို့အန်လို့ဆိုတာတွေအဲအဲ့လိုမျိုးတွေနော်ကိုတနည်းအားပါလဲကြည့်လိုက်ရပါတယ်อืมအင်တာဗျူးလေးတစ်ခုပူလို့ရှိရင်အဲအကုန်မရလို့ရှိလို့ရှိရင်ဘာဖြစ်တယ်ဆိုလားရရတယ်ဆိုလားရန်နေဆိုလားဘလို့ဖြစ်တယ်ဆိုအဲ့လိုတွေပေါ့ဘလို့ attention any attention အဲ့တော့အဲ့လို attention မှာကောင်းတဲ့ attention နဲ့မဟုတ်ဘူးနော် တင်လာဘလုံနီးနေပဲဖြစ်ဖြစ်လူသိရင်ပြီးသွားအောင်နမတိလူသိဖို့ဆိုပြီးတော့မှလင်အဲအဲ့လိုမျိုးတွေလောက်ကြပြုတ်မှုကြတာပေါ့အဲ့တော့လူငယ်တွေကဘာဖြစ်လဲဆိုတော့ရေလိုက်လွဲသွားကြပြီကိုယ့်ရဲ့ ability နဲ့ကိုယ့်ရဲ့ talent နဲ့ကိုယ့်ဂုံသိက္ခာနဲ့တိဆောက်တဲ့ဘဝအထက်လူဘလို့သိမလဲလူသိရင်ပြီးရောဘလုံမျိုးဆိုရင်ဖြစ်မလဲလူသိဖို့လူအဲ့ဒီ reaction တွေရဖို့ reacting ရဖို့လူတွေသိဖို့ like တွေများများရဖို့အဲ့ဒါကိုပဲဥတီရှေးရှုပြီးတော့မှအဲ့လိုပဲလုပ်တာเนาะ အဲ့တော့အောင်မြင်ခြင်းလားမြမပြီးမှစောက်ပေါ်ဆောက်လောတာလုပ်လိုက် အောင်မြင်ခြင်းစောက်ပေါ်ဆောက်လောလုပ်လိုက်အဲ့ဒါမြမပြီးမှအောင်မြင်တယ်အဲ့တော့စောက်ပေါ်ဆောက်လောလုပ်လို့အောင်မြင်တယ်ဆိုရင်စောက်ပေါ်ဆောက်လောကိုအားပေးနေတဲ့ဟာတွေကစောက်ပေါ်ဆောက်လောထက်အောက်ကျတဲ့ဟာတွေအဲ့တော့ကျမတို့တွေကကျမတို့အစင်တန်းကြီးတွေကဘလို့ကြီးဖြစ်သွားပြီလဲဟုတ်လားအခုကြည့်လိုက်ဘာရင်မဟုတ်ဘူးနော်ပရာဟိတလုပ်တယ်ရေခဲចောင်းတယ်သူကသူရေခဲយ៉ាងយ៉ាងနေတယ် စိန်ဆိုင်ရခေါ်ပြီးစိန်ဆိုင်မှာတစ်တော့ကခိုင်းတယ်။သူ့ကိုကြိုးအတွက် attention ယူတာ attention ယူလိုက်တာဟောကိုရုပ်ရှင်ရိုင်းအောင်မယ်လေ။ तू ကအမှုပညာဝန်းစာဘယ်လောက်ပြည့်လို့တော့ရုပ်ရှင်ရိုင်းရ။ကျမဟိုဟိုဟိုအမကြီးအမဲလိုက်အကအမကြီးတော့လည်းကျမပြောတော့ကျမကိုဝိုင်းဆဲကြတယ်။ professional career ဆိုတာရှိသေးတယ်ဝန်းစာဆိုတာရှိသေးတယ်။အခုရုပ်ရှင်ရိုင်းအောင်မယ်တဲ့။ အမှုပညာဝန်ဆာဘယ်လောက်ရှိလို့တော့အမှုပညာဝန်ဆာပြည့်တဲ့အမှုပညာရှင်နေတော်မှဘင်းဒီအမှုပညာလောကထဲမှာမကွဲပြောက်သွားအောင်စူးစမ်းရုန်းကန်နေကြရတာအဲ့လိုမျိုးအလွယ်လန်းကနေလာပြီးတော့မှတခါနဲ့ attention ယူပြီးတော့မှပြည်သူတွေရဲ့စိတ်ဝင်စားမှုယူပြီးတော့မှရုပ်ရှင်ရိုက်မယ်တဲ့ရုပ်ရှင်မင်းသားတင်ရိုက်မယ်တဲ့အဲ့လိုလူမျိုးကိုကျွန်တော်တို့ကအားပေးရအောင်ပါလားပညာရှင်ကိုပဲလိုချင်တယ်လေပညာရှင်ကိုပဲကြည့်ချင်တယ်လေအဲ့လို attention နဲ့အဲ့လိုမျိုးဆိုရင် ပေါပေါလောလောတွေမဖြစ်သွားဘူးလားအဲ့တော့အခုကအဲ့လိုမျိုးဘသူနည်းနည်းလေးတန့်ငနေဖြစ်တယ်လေစီဝိုင်းသမားလည်းခေါ်ပြီးပလေးလိုက်တာအဲ့တော့ဟုတ်တယ်အဲ့လိုပလေးခတ်တော့ဘာဖြစ်လဲဆိုတော့ပတ်စံရတယ်အဲ့တော့သူ့ဘဝအတွက်တော့အကြောင်းတစ်ခုအတွက်တော့အဆင်ပြေသွားမှာပေါ့နော်အဲ့တော့အဲ့လိုအဆင်ပြေခြင်းနဲ့အဲ့လိုမျိုးထင်ပေါ်ခြင်းနဲ့အဲ့လိုမျိုးခဏလေးမဲ့ဖြစ်ဖြစ်နော်ကိုယ့်ရဲ့ talent ကိုရဲ့ ability တွေမဟုတ်ဘဲနဲ့ခုနလိုပေါ့ခဏလေးပဲဖြစ်ဖြစ်ကောက်ယုံးမီလိုမျိုးဖြစ်သွားခြင်းနဲ့ဆိုရင်ကျမနှီးပေးလိုက်မယ်ခုနငွေပွားနှီးပေးပါဒီသင်းလို့ပြောလို့မလို့နှီးပေးလိုက်မယ်ပေါ်နိုင်သမျှပေါ်စောက်ပေါ်စောက်လို့တွေသာလုတ်ပြလိုက်နော်ပေါ်နိုင်သမျှပေါ်ပြီးစောက်ပေါ်စောက်လို့တွေလုတ်လိုက်လို့ရှိလို့ရှိရင်လူတွေရဲ့စိတ်ဝင်စားမှုရလိမ့်မယ်ခဏကောက်ယုံးမီဖြစ်လိမ့်မယ် ဈေးပွားရေးသမားတွေကလာပြီးတော့မှသူတို့ရဲ့ဆိုင်ဆိုင်ပုတ်ရှိမှ TikTok ခိုင်းလိုက်မယ်ကြီးတို့မှာတော့ပတ်စံရသွားလိမ့်မယ်။ talent တွေ ability တွေမပိုင်ရည်ရှိမခံဘူး။ကျွန်တော်တို့ဒီလောကမှာယက်တည်နေတာကျွန်တော်တို့လည်းကျွန်တော်တို့ဝမ်းဆောင်နေကျွန်တော်တို့ talent နဲ့ကျွန်တော်တို့ ability နဲ့ကျွန်တော်တို့ယက်တည်နေတာ။ဘယ်သူဖြတ်ဖြတ်မပြတ်ဘူး။ဘယ်သူလာတိုးချာချာမတွန်းကြမကြသွားဘူး။ ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ပညာဝန်းစာနဲ့ယက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခြေခိုင်တယ်ဖောင်ဒေးရှင်းခိုင်တယ်အဲ့တော့ငွေပွားနည်းဆိုလို့နော်ပေးပါဆိုလို့ပေးလိုက်ပြီမြန်မာပြည်မှာအရန်အောင်မြင်မှုလွယ်တယ်မြန်မာပြည်မှာအောင်မြင်ခြင်းရင် TikTok မှာစောက်ဘောစောက်လို့တွေသာလုပ်လိုက်အဲ့ဒါဆိုအောင်မြင်ပြီနော်အဲ့ကြရင်အမစိန်ဆိုင်တွေကလိုက်လာလိမ့်မယ်သူတို့ဆိုင်ဆိုင်ပုတ်ရှိမှာ TikTok ကခိုင်းလိမ့်မယ်เนาะအဲ့ကြရင်အမှုပညာရှင်ဖြစ်သွားပြီ 喏，no? 还差也不三亚了呢，好比啦，喏、no?。